တကဘာလုံးကစိတ်ဝင်စားနေတဲ့အမေရိကန်ရွေးကောက်ပွဲရလတ်တွေပြီးနေလိုက်ထွက်ပေါ်နေပါပြီ။ Republican သမ္မတလောင်းကအနိုင်ရဖို့အတော်နှိမ့်ဆက်နေပါပြီ။မြန်မာပြည်မှာရောင်းနေတဲ့အမေရိကန်နိုင်ငံသားတွေနဲ့နိုင်ငံသားတချို့ကလည်းရန်ကုန်မြို့ကရွှေလိပ်ပြာဟိုတယ်မှာစုပြီးရွေးကောက်ပွဲရလတ်တွေကိုစိတ်လုတ်တရှားစောင့်ကြည့်နေကြပါတယ်။အဲ့ဒီကိုတော့ရောက်သတင်းယူနေတဲ့ကိုနေတင်ကိုတိုက်ရိုက်ဆက်သွယ်မင်းမြန်ကြည့်အောင်မှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ကိုနေတင်ရဲ့ဒီရန်ကုန်မြို့ကနေစောင့်ကြည့်နေတဲ့ဒီရွေးကောက်ပွဲရလတ်ကိုစောင့်ကြည့်နေတဲ့လူတွေရဲ့အခြေအနေတွေကို ဘယ်လိုရှိလဲရှင်တစ်ချက်ပြပြပေးပါဟုတ်ကဲ့ဒီအခုကျွန်တော်တို့ရောက်နေတာကတော့ရွှေကုန်နိုင်ငံရွှေလိပ်ပြာဟိုတယ်ဖြစ်ပါတယ်ဒီရွှေဟိုတယ်အခန်းထဲမှာဆိုလို့ရှိရင်အများဖြစ်ဒီအမေရိကန်နိုင်ငံသားတွေရောဒီမှာမြန်မာပြည်မှာရောက်နေကြတဲ့မျိုးစုံပေါ့လေကျွန်တော်တို့ဒီ tourist တွေလည်းပါတယ်ကျွန်တော်တို့ NGO လုပ်သမားတွေလည်း NGO လုပ်သားတွေလည်းပါတယ်သူတို့တော်တော်များများဒီမှာယူကော့ဘဲရလက်ကိုစောက်ကြည့်နေတဲ့အခြေအနေဖြစ်ပါတယ်စောစောတော့ဒီပြောသွားသလိုပဲပေါ့နော်ကျွန်တော်တို့လောလောဆယ်ကတော့ဒီ သတင်းဌာနတွေကကြေညာတာဆိုလို့ရှိရင်တော့ Republican ဘက်ကတမရလောင်း Donald Trump ကဒီ250ကျော်နဲ့ဒါ290ဆိုလို့ရှိရင်နိုင်ပြီဆိုတော့တော်တော်နိုင်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဒီမှာကျွန်တော်တွေ့ရသလောက်ဆိုလို့ရှိရင်တော့သူတို့ကစောက်ကြည့်နေဒီမှာတော်တော်လေးကြေကွဲဝမ်းနေနေတဲ့ပုံရှိပါတယ်ဆိုတော့တော့သူတို့တွေကဒီ Hillary Clinton ပေါ့လေပမာအများစုထောက်ခံတယ်လို့မျိုးပဲ Hillary Clinton ကိုထောက်ခံတဲ့လူတွေဖြစ်ဖို့များပါတယ်သူတို့ကတော်တော်လေးဒီမှာတော်တော်စိတ်မကောင်းဖြစ်ကြတယောက်တယောက်ပွေဖက်ပြီးတော့မှကျွန်တော်တို့ နှစ်နှစ်သိမ့်နေကြတာမျိုးလဲကျွန်တော်တို့တွေ့ပါတယ်ဆိုတော့သူတို့အခုတည်းကတော့သူတို့စောက်ကြည့်နေတဲ့အစီအနေဖြစ်ပါတယ်အခုဒီထဲမှာရှိနေတဲ့လူတွေကသူတို့ကတကယ်ကိုဝမ်းနေနေတဲ့ခါကျတော့ကျွန်တော်တို့အင်တာဗျူးပေးဖို့တော့မှသူတို့ကငင်းဆန်ပါဒါပေမဲ့ကျွန်တော်တို့အခုဒီမှာဒီမှာအင်္ဂလန်ကလာတဲ့ဒီနိုင်ငံသားတစ်ယောက်တော့ရှိနေပါတယ်ကျွန်တော်သူကတော့ဒီဒီကျွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးတော့မှဒီကျွေးကောက်ပွဲကနေပြောဖြစ်ပေါ်လာမဲ့ဒီပုံစံတွေပေါ့လေဒီကဘာကြီးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်လေးကျွန်တော်မေးချစ်ဖို့ရှိပါတယ်ခင်ဗျ Good afternoon how are you Yeah how are you Um, uh, can you introduce yourself? Hello, uh, my name is Brewster. Uh, I'm from Manchester in England. You Manchester, Larawa, England, Larawa. So, is this surprising to you that it was it? This morning has been very surprising. Um, throughout, the, uh, throughout the presidential run, um, Trump seemed like an outside candidate. A lot of noise, but no substance. What's happened this morning

တော့ပြောတယ်ဒီကျွန်တော်တို့ဂျင်ဆိုင်ရမယ့်ကိစ္စတွေတော့တော်တော်များအောင်မယ်ဆိုတာမျိုးသူကပြောရတာရှိပါတယ်ဆိုတော့ so, so so what is your 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 opinion what is your opinion to especially the people uh, from the the poor 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 country uh, for the poor, poor uh, country like Burma and like third world country um I actually, I actually, think there will be a lot of outreach uh, to uh, new developing countries from countries like uh, the US and now the UK, as they seem to have separated from everyone else. Um, however, uh, how much of these trade possibilities, how they'll help uh, any uh, poor families and poor individuals, I think it will be limited. Uh, I don't think uh, there will be a lot of realistic help given uh, to uh, people who really need it အော်သူပြောတာတော့ဒီအဓိကဒီဒီဆင်းရဲတဲ့နိုင်ငံတွေပေါ့နော်ဒီတတရားကဘာကနိုင်ငံတွေအတွက်ကတော့ဒီဒီရလက်တွေကအကယ်၍ဆိုလိုတာတော့ဒီအခုတွားနေတဲ့ပုံစံဆိုလို့ရှိရင်တော့ Donald Trump ကနိုင်မဲ့သဘောမျိုးရှိပါတယ်အဲ့တော့ဒီရလက်တွေ Trump ကသာအနိုင်ရမယ်ဆိုရင်တော့ဒီကဲကိုဆင်းရဲတဲ့နိုင်ငံတွေအတွက်တကယ်ကိုလိုအပ်နေတဲ့နိုင်ငံတွေအတွက်ကတော့ဟိုအထောက်ပံ့မဖြစ်ဘူးဆိုတာမျိုးပြောသွားတာရှိပါတယ်အဲ့တော့ thank you very much for your opinions and thank you ဒါတော့ကျွန်တော်တို့ဒီရန်ကုန်ကတနေရာပဲရှိပါသေးတယ်ကျွန်တော်တို့ဟုတ်ကဲ့ရန်ကုန်မှာဆိုလို့ရှိရင်ဒီတနေရာတွေမကပါဘူးတခြားနေရာတွေမှာလည်းပဲဒီရွေးကောက်ပွဲရလက်ကိုစောင့်ကြည့်နေတဲ့လူတွေဒီနိုင်ငံသားတွေလည်းရှိပါတယ်ဗမာတွေဆိုလည်းတော်တော်လေးစိတ်ဝင်စားရှိနေကြပါတယ်သူသဖြင့်ဗမာတွေကတော့အားလုံးသိကြတဲ့အတိုင်းပဲဒီ Hillary Clinton ကတော့ဒေါန်ဆန်းစုကြည်နဲ့နီးစပ်တယ်ဆိုပြီးတော့မှမြန်မာပြည်ကိုလည်းနှစ်ခေါက်သုံးခေါက်ရောက်ဖူးတဲ့လူဖြစ်တယ်ပြီးတော့မှလက်ရှိ အာဒီမိုကရက်ရဲ့ policy တွေပေါ့ဒီမိုကရက်ရဲ့ policy တွေနဲ့ပတ်သက် Democrat Party အာဏာရထားတဲ့အချိန် policy တွေနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှအပြုသဘောဆောင်နေဆိုပြီးတော့မှနောက်ထပ်အပြောင်းလဲအကယ်၍ Republican ဘက်ကနိုင်ရသွားလို့ရှိရင်အပြောင်းလဲဖြစ်မှာကိုဗမာပြည်ကတော်တော်များများစွဲ့နေတဲ့သဘောလည်းရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်း Donald Trump ကဒီအမျိုးသားရေးဝါဒီဖြစ်တဲ့နိုင်ငံသားတွေကိုဆိုလို့ရှိရင် तू ကအာမလိုလားတဲ့ပုံစံတွေပြောတယ်ဟိုမက္ကဆီကိုလိုနိုင်ငံကနေပြီးတော့မှဝင်လာတဲ့လူတွေကိုထန့်တားဖို့အတွက်တတိုင်းခတ်မယ်ဆိုတာမျိုးပြောနေတဲ့ခါကျတော့ မြန်မာပြည်မှာလည်းပဲဒီလိုမျိုးနိုင်ငံသားတွေပြဿနာပေါ့လေဥပမာကျွန်တော်တို့ရခိုင်မှာဆိုလို့ရှိရင်ဒါအပြင်ကနေဝင်လာတဲ့လူတွေပြဿနာမျိုးတွေရှိတဲ့အခါကျတော့တချို့လည်းပဲဒီ Donald Trump ဝင် Donald Trump သာအနိုင်ရမယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်အတွက်ဆိုရင်လည်းပဲဒီလိုမျိုးပေါ့အမေရိကန်ကလည်းပဲအခုလိုမျိုးဒီရိုညာကြီးနဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတွေဒါလောက်တော့မှမဟုတ်ဘူးဆိုတာမျိုးလည်းစဉ်းစားချက်တွေမျိုးတွေရှိပါတယ်အဲဒါကြောင့်လည်း Donald Trump ထောက်ခံတဲ့သူတွေလည်းဘဝမှာယူမှာရှိသလောက်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုနေတင်ကျေးဇူးတင်ပါတယ်ကိုနေတင်ဒါကတော့ American Youth Corps ဖွဲ့ပေါ်စောင့်ကြည့်နေတယ်အဲနိုင်ငံခြားသားတွေရဲ့အခြေအနေတွေပတ်သက်လို့နိုင်ငံတကာသတင်းတော့ကိုနေသိန်းကိုဟိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်ပါရရှင်